numerology လို့ခေါ်တဲ့ဂဏန်းဘီဒင်ပညာမှာစတိဂဏန်းကို master number အဖြစ်သတ်မှတ်ကြပါလိမ့်။ master number ဆိုတာတူညီတဲ့ဂဏန်းနှလုံးတွဲတွေ ဖြစ်ပါတယ်။ဒီဂဏန်းတွေဟာထူရှားပြီးရင်တခြားဂဏန်းတွေထက် vibration ပိုမြင့်နေပြီးရင်စိန်ခေါ်မှုတွေအားလေပိုမိုကြီးမားပြီးရင်ပေါ်မောကောင်းဝင်တဲ့အလားအလာတွေကိုလေဆောင်ယူပေးနိုင်တယ်တော့ယုံကြည်ကြပါတယ် မစတာနေပါတွေရဲ့မူလအတိတ်ပြေတွေကပင်နေရင် spread ကျရဲ့ awareness မြင့်တက်စေတယ်တော်လေးပြောပါတယ်မြန်မာလိုဘာသာပြန်ပြီးပြောမေဆိုရင်တော့ဝိညာဉ်ရေးဆိုင်ရာအသိအမြင်မြင့်မားစေတယ်လို့ဆိုတယ်ဒါအပြင်ကိုယ့်ရဲ့စိတ်ထင်းမှာထိုးထွင်းဉာဏ်တွေကိုလေးမြောက်များစွာဖြစ်ပေါ်စေတယ်တော့ပြောကြပါတယ်ဒီတော့ master number တစ်ခုဖြစ်တဲ့71ဆိုတာကလေ အလိုလျောက်သိနေတဲ့စိတ် intuition နောက်တစ်ခါဆင်းသစ်တီထွင်မှုဆိုတဲ့ innovation နဲ့ဉာဏ်အလင်းရောင်ဆိုတဲ့ enlightenment တို့ရဲ့အကြီးအသေးတွေကို ပိန်ဆိုင်ထားပါတယ်ဒါအပြင်စတေကနန်းကပုံမိုနက်ချင်းတဲ့အသိတရားစီကိုသွားရောက်နိုင်တဲ့တံတားတစ်ခုသဖွေးဆောင်ရွက်ပြီးရင်အဲ့ဒီအရာဟာမသိစိတ်စီကို သွားနိုင်တဲ့အစွန်းထက်တဲ့လမ်းကြောင်းတစ်ခုအဖြစ်လေးအသုံးဝင်ပါတယ် ဒါကြောင့်ဆက်တက်ကနေဟာမြင်မာတဲ့အသိဉာဏ်နေပေတွေစီကို သွားတဲ့ဒိတ်ရိုက်ဆက်တွေပေးတဲ့လင်းချောင်းတစ်ခုဖြစ်နေပြီးအဲ့ဒီနေရာမှာ universe ကပေးတဲ့အသိဉာဏ်တွေဝိညာဉ်ရေးရာဆိုင်ရာ အမှန်တရားတွေကိုရရှိနိုင်ပါတယ် စတေကနဲ့ရဲ့စွန့်ရင်ဟာ spiritual awakening ခေါ်တဲ့ဝိညာဉ်ရေးဆိုင်ရာ နိုးကြားမှုနဲ့ပါရမီနဲ့သက်ဆိုင်တဲ့စွန့်ရည်တွေကို မြဲမြဲဆန်းဆန်းဖွံ့ဖြိုးတိုးတက်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်ဒါကြောင့်စက်တေကနင်းကို spiritual practice လို့ခေါ်တဲ့ဝိညာဉ်ရေးကျင့်စဉ်တွေမှာတော်တော်အသုံးပြုကြပါတယ် ။ဘာဖြစ်လို့လဲဆိုရင်ကျွန်ုပ်တို့ဖြစ်ရှင်တဲ့အရာတွေကျွန်ုပ်တို့လိုရှင်တဲ့အရာတွေအတွက်ဒီကနေ့ဟာ universe ကိုပုံမတွန်းအားပေးနိုင်တယ်တော့ယုံကြည်ကြပါတယ်။အခုလို7ရက်နေ့7လပိုင်းဆိုတဲ့နေ့ရမျိုးပေါ့နော်7ကနေနှစ်ခါထဲလို့ပေါ်လာတဲ့အခါဒီ7ကနေရဲ့စွန့်အင်တဲ့ဂုံသေးတိတွေဟာတိတိတတာအားကောင်းလာတယ်လို့ယုံကြည်ကြပါတယ်ဒီလို7ကနေနှစ်ခါဖြစ်ပေါ်မှုဟာ spiritual growth လို့ခေါ်တဲ့ဝိညာဉ်ရေးဆိုင်ရာတည်ထွားမှုဖြစ်လာအောင် ဖန်တီးမှုလုပ်ငန်းစဉ်တွေကိုအချိန်အဟုန်မြင့်ဖို့အတွက်ကုညီနိုင်တဲ့အစွန်းထက်တဲ့ကြီးမားတဲ့ vibration တွေကို ကိုးစားပြုပါတယ်ဒီလို7ကနေနှစ်ခါထဲတဲ့နေမျိုးမှာ energy စီးဆင်းမှုဟာနှစ်ဆတိုးပွားနိုင်တယ်လို့ယုံကြည်မှုရှိကြပါတယ်။ ဒါကြောင့်ဒီနေ့ဟာရည်ရွယ်ချက်တွေရှာမဲ့ဖို့စင်တာတွေကိုအကောင့်ထေဖို့ဖို့အတွက်အရင်ကို အထူးအစွန်းထက်တဲ့အခွင့်အလင်းကိုဖန်တီးပေးပါတယ်။ဒါကြောင့်စက်တေကနေနှစ်ခါထက်တဲ့နေ့မှာကျွန်ုပ်တို့ရဲ့စင်တာတွေကျွန်ုပ်တို့ရဲ့ရည်ရွယ်ချက်တွေကို universe ကို ပို့ပေးနိုင်တဲ့စွန့်အင်တွေကိုအစပေါင်းများများစွာ တိုးတက်စေနိုင်တယ်။ ဒါကြောင့်17လပိုင်း17ရက်နေ့မှာကိုလိုရှင်တဲ့အရာဘေးအရာကိုမစိုး manifest ပြုလုပ်မိဆိုရင်အဲ့ဒီအရာတွေဟာအချိန်အဟုန်ပြင်းထန်စွာနဲ့ပုံမမြင်ဆင်စွာဖြင့်ကိုယ့်ရဲ့ဘဝအထိမှာအကောင့်အထိပေါ်ပေါက်လာစေနိုင်ပါတယ်။ ဒါကြောင့်မိတ်ဆွေရဲ့စိတ်ထင်မှာဘာတွေလိုရှင်နေတလေဘာတွေဖြစ်ရှင်တလေကိုယ်ပွားမှာဘာတွေကို တွေးကြုံခင်စားရှင်တလေဆိုတာကိုတိတိကျကျဆုံးဖြတ်ပြီးရင်ကိုလိုရှင်တဲ့အရာနဲ့ပတ်သက်ပြီး manifestation လုပ်ငန်းစဉ်တွေကိုအသုံးပြုပြီးရင်အဲ့ဒီအရာတွေကို manifest ပြုလုပ်လိုက်ပါလို့တိတ်တွင်းလိုက်ပါလေဒီလိုထူးခြားတဲ့နေ့မှာစတင်ပြီးရင် manifest ပြုလုပ်လိုက်ရှင်အပြင်မိတ်ဆွေတို့ရဲ့စင်တာတွေဟာ ပုံမမြင်ဆင်လွေကူစွာအကောင့်ထေပေါ်ပေါက်လာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းရှုပ်ပါတယ်။